ဖြာပုံမျိုးနယ်တွင်နှလားကြော်ကြပျောက်ဆုံးနေတဲ့မက်ဖူးဖူးရွှေစင်ကိုအလောင်းအယိုးစုအဖြစ်သားပြန်လည်တွေ့ရှိခဲ့ရပြီး လောင်ကစားသမားမောင်ဝံခွဲဖြစ်သူကအမားဖြစ်သူမတ်ပူပူရွှေစင်ကိုလိန်လေခေါ်ဆောင်သွားခဲ့ကတက်ဖြတ်ခဲ့ပြီးပြစ်စည်းလူရက်ခဲ့တဲ့ဖြစ်စဉ် AR တိုင်းဖြာပုံမျိုးနယ်မှာနှလားကြော်ကြားပျောက်ဆုံးနေတဲ့မတ်ပူပူရွှေစင်ကိုအလောင်းအယိုးစုအဖြစ်ပြန်လည်တွေ့ရှိခဲ့ရပြီးလူသက်တရခံလို့တန်တရားရှိတဲ့မောင်ဝံခွဲတော်ဆက်သူအပါအဝင်လူလေးယောက်ကိုဖမ်းဆီးစစ်ဆေးနေကြအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားသိရှိထားသူတယောက်ကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ဖျာပုံမြို့နယ်ကြုံတာကျေးရွာနေမဖူးဖူးရွှေ ေစင်ဟာဆိုင်ကင်နဲ့ထွက်ခွာသွားစဉ်ပျောက်ဆုံးသွားခဲ့ကြောင်း၎င်းနောက်နှစ်လကျော်အကြာအေပီလာ29ရက်နေ့ဖျားပုံမျိုးနယ်ကိုအိမ်တန်းကျေးရွာနယ်တကံခွာကြီးကျေးရွာအနီးဖျားပုံပိုကလေးကားလမ်းပေးမှာလူအယိုးစုတစ်ခုကိုတွေ့ရှိစီစစ်ရမှာပျောက်ဆုံးနေသူအမှတ်ဖူးဖူးရွှေစင် ဖြစ်ဒီကိုအတည်ပြုနိုင်ခဲ့ကြောင်းသိရှိရပါတယ်ထွက်သွားတော့ကဆိုင်ကယ်နဲ့တယောက်တည်းထွက်သွားတာဖေဖော်ဝါရီလ22ရက်အဲ့ဒီကလေးကပျောက်သွားတာ ပြန်တွေ့တော့ April 29ရက်နေ့မှပြန်တွေ့တာပေါ့ထပ်သွားတော့ကပါသွားတဲ့ဆိုင်ကယ်ရော iPhone ရောမတွေ့သေးဘူးအလောင်းကိုပဲပြန်တွေ့တာပေါ့လက်ရှိကတော့ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရတယ်ဒဏ်ရာတွေဘာတွေဆိုတာကလည်းစစ်ဆေးလို့မရတော့ဘူးမင်းက12နာရီမှသူ့ကိုရွာထဲမှာတကြိုပြီလို့သိရတယ်ဟုဆိုကမဖူးဖူးရွှေစင်ရဲ့မိတ်ဆွေတယောက်ကရှင်းပြထားပါတယ်ဖြာမုံမျိုးနယ်ကိုအိမ်တန်းကြီးရွာနယ်တကန်းကွာကြီးကြီးရွာအကြားဖြာပုံဘိုးကလေးကာလန်ပေမှာတည်ဆုံနေသောအလောင်းယိုးစုကိုစီစစ်ရာမှာတည်ဆုံသူရဲ့လက်မှ ဝစ်ဆင်ထားတဲ့ဟန်ချင်းကိုတွေ့ရှိခဲ့ရမှာမဖူဖူးရွှေစင် ဖြစ်ဒီကိုအတီးပြုနိုင်ခဲ့ကြောင်းမဖူဖူးရွှေစင်ဟာအင်းကြီးလက်ရှိဝစ်ဆင်ထားလာကြောင်းရွှေဟန်ချင်းကိုတက်ပြတ်တဲ့သူတွေကမတွေ့မြင်ကြပဲကြံရစ်သွားခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်မဖူဖူးရွှေစင်ရဲ့ရုပ်အလောင်းကိုမေလာတရက်နေ့မှာတကြိုခဲ့ပြီးလူသက်တရခန့်လို့တန်တရားရှိတဲ့မောင်ဝမ်းခွဲအပါအဝင်လူလေးယောက်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးလျက်ရှိတယ်လို့လည်းသိရှိရပါတယ် သူ့မောင်ဝမ်းခွဲနဲ့တရက်ခန်း၄ဦးပေါ့အခုတော့မိသွားပြီစစ်ဆေးနေတော့မယ်တခြားတရက်ခန်းတွေကြံသေးလားဆိုပြီးတော့စစ်ဆေးနေတယ်အခုတိထားရတဲ့လောက်ကသူ့မောင်ဝမ်းခွဲကလောင်းကစားလုပ်တယ်ဂိမ်းတွေဘာတွေလဲဆော့တယ် အဲ့ဒီလိုလောက်တာတွေမှာအရှုံးပေါ်တော့ပတ်စံလိုတာနဲ့သူ့အမကိုလိမ့်ပြီးခေါ်သွားတာသူကမာလီနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားတာခေါ်သွားပြီးတော့ရန်ကုန်ဘူကလေးကားလမ်းမှာတက်ပစ်ခဲ့တာပေါ့မုံနေပါတွေလည်းစားသွားသေးတယ်စားပြီးတော့ညဘက်ရောက်တော့မှအဲ့ဒီဘက်ကလည်းလူကနည်းနည်းရှင်းတဲ့နေရာရောက်တော့တက်ပြီးတော့လမ်းဘေးကခြုံပုတ်ထဲမှာပြစ်ချထားခဲ့တာပေါ့တရားခဏနာမည်တွေတော့မသိဘူးသူ့မှာဝမ်းခွဲလို့ပဲတိထားရတာ သူ့မဝန်းခွဲရဲ့သူ့ရွာကျုံတာက၂ယောက်ရဲ့ဘိုးကလေးကတယောက်လို့သိထားတယ်လောလောဆယ်တော့ဖမ်းပြီးတော့ဆစ်ဆီးနေတော့မယ်ဟုဆိုကမဖူဖူးရွှေစင်ရဲ့မိတ်ဆွေကဖြစ်စဉ်အစအဆုံးကိုပြောပြထားတာပဲဖြစ်ပါတယ်မဖူဖူးရွှေစင်ဟာတည်ဆုံးချိန်မှာအသက်၂၄နှစ်သားရှိသေးပြီမတည်ဆုံးပြီ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလမှာမအူပင်တက္ကသိုလ်မှပွဲယူထားသူဖြစ်ကြောင်းလည်းသိရှိရပါတယ်